။ဒကာကြီးဖုံးကြီးကိုတောင်ပေါ်ကျောင်းဖုံးကြီးလို့ပဲမှတ်ပေးပါ။မင်းချင်နာကတော့တချို့ဆရာသမားတွေကပြောကြပါတယ်။အတွေးမများရဘူး။ရှုတာရှုမှတ်နေရမယ်တဲ့။အဲ့ဒီအတိုင်းသာဆိုရင်တမာသင်္ကပ္ပကိုဘယ်နေရာမှာတော်ထားရမလဲ။ဒကာကြီးအဖြစ်သိချင်ပါတယ်ဆိုပြီးဖုံးဖုံးတပားနေမြင်းမြန်းထားတယ်ဖြစ်ပါရဲ့ဆရာ။ပုဂ္ဂိုလ်ပိုင်းရဲ့အတွေးပိုင်းရဲ့နှစ်ပိုင်းရှိတယ်။ပုဂ္ဂိုလ်ပိုင်းမှာလည်းနှစ်မျိုးရှိမယ်။အဲ နံပါတ်၁ကဘာလဲဆိုတော့ဘဝသမားတွေပေါ့ဒုတိယကတော့ပရိယသမားတွေပေါ့နော်တရားအထုတ်တဲ့ခါဘဝသမားဆိုတာသူကဘဝအတွေ့အကြုံတွေများတယ်များတော့အဲ့ဒီပုံကိုယ်တွေတရားထိုင်ရင်သူကအတွေ့အတွေ့ဝင်လာတာအလိုလိုဝင်လာတာဝိတ္တတွေပေါ့ကာမဝိတ္တတွေပေါ့နော်ပြာပါဒဝိတ္တတွေဝင်လာဆိုလိုတာကကာမစန္ဒနိဗ္ဗာန်ပြာပါဒနိဗ္ဗာန်ထိနာမိတ္တနိဗ္ဗာန်ဥဒိစ္စအဲ့ဒီအတွေ့အတွေ့တွေကသူကဝင်လာတားလို့မရအောင်ဘဝအတွေ့အကြုံမှာများခဲ့အာတိဝနပစ္စည်းတတ်တော့ပေါ့ဗျာအဲ့ဒီလိုမျိုးတွေ့တဲ့ပုံကိုယ်တွေကိုပုံကိုယ်ပိုင်းမှာ ဒီကကမ္မထမ်းပေးမဲ့ဆရာကကမ္မထာနာစရိယကဒီအသေးတွေကတော့မဟန်ဘူးလေသူ့ကိုဟန်ထားတဲ့အနေနဲ့တွေးလို့တွေးမိတယ်ဆိုရင်တွေးတယ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 ်လို့မှတ်ပေးပါခင်ဗျာဒီလိုပဲပြောရမယ်ဒီလိုမှမဟုတ်လေစဉ်းစားတယ်ဆိုရင်လည်းစဉ်းစားတယ်စဉ်းစားတယ်စဉ်းစားတယ်လို့ဒါပဲမှတ်ပေးပါဗျာဝိပဿနာဉာဏ်ဉာဏ်တန်လာလိမ့်မယ်ဒီလိုပဲသူ့ကိုကြိုးစို့နှွေးထွေးစာနဲ့ပြောရမယ်ဘာမှမတွေးနဲ့ခိုင်းတာလို့လို့ပြောမယ်စာခုနကပြောသလိုပေါ့နော်စဉ်းစားတယ်တွေးတယ်တွေးတယ်ဆိုရင်အဲ့အတွေးရရက်သွားသူ့ဒါတွေတွေးနေမှန်သိသွားရင်မတွေးတော့ဘူး ရက်သွားတာဒါဝိပဿနာရင်ပြတ်တာဒါကဘဝသမားတွေနဲ့ပတ်သက်တယ်နောက်တစ်ခုကပရိယသမားတွေနဲ့ပတ်သက်တာစာပေသင်ကြားတက်မြောက်ထားတဲ့ပုံစံတွေပေါ့ပရိယပရိဘက်ကိုဝင်တဲ့အခါမှာလိုင်းရနည်းနည်းကွဲတယ်မတူဘူးဒါမဲ့သူတို့ကစာတက်ထားတဲ့ပုံစံဆိုကမ္မထာနာစရိယကကမ္မထာန်ပြေးမယ်ဆိုပါစို့သက္ကုံသာပရိစ္ဆာရူပိစ္ဆာဥပိစ္စတိသက္ကုဝิญညာဏပြောမှာပေါ့ကမ္မထာန်သက္ကုံသာမျက်စိကြည့်ကြကို၎င်းရူပိစ္ဆာရုပ်စင်းကို၎င်းပရိစ္ဆာဆွဲပြီးသက္ကုဝิญညာဏမြင်သိစိတ်ဒီဥပိစ္စတိဖြစ်ပေါ်တယ်ကဲသက္ကုဝิญညာဏဖြစ်လာပြီလို့ ပြောပြီဒါကိုရှုခွက်မပြောသေးဘူးသကုဝိညာဉ်ဖြစ်လာတာကိုပဲပြောသေးတယ်ဒီကပရိယသမားတွေးပြီသကုဝိညာဉ်ဖြစ်လာရင်ရူပယုံကအကြောင်းသကုဝိညာဉ်ကအကျိုးပစ္စည်းပစ္စည်းဥပ္ပံတစ္ဆေသတ္တိကအာရမဏနဲ့ပြည့်တယ်ဓာတုစားတင်တော့တတ်တာဟုတ်ဒါဖြင့်အာရမဏပစ္စည်းပဲလားဆိုမဟုတ်ဘူးအာရမဏဘုရေဇာတအတ္တိအဝိကရလေးပစ္စည်းပြိုင်နေဓာတ်ပြည်တာဒါလည်းတွေးတာဒါမဲ့ဒီအတွေးရောအမှန်လားဆိုတော့ဝိပဿနာအားထုတ်ဖို့တွေ့ရတော့မဟုတ်သေးဘူး ဒါကြောင့်အဲ့ဒီလိုပရိယသမားတွေကအဲ့ဒီလိုတွေးလာပြီဆိုရင်ကမရဏစရိယာသဘောပေါက်အောင်မယ်။သူကစတတ်တယ်ပေါ့။သူ့ကိုလေးစားရမယ်။သူတွေးလာတယ်။လေးစားပြီးမှဘာပြောရမလဲဆိုတော့ရှင်ပြားတို့တရားအထုတ်တဲ့အခါမှာကံထပလိဘောဓာကိုခਿੱတပေးထားပါတယ်။ရှင်ပြားတို့စာတွေမပြန်ပါနဲ့၊ဂါထာတွေမရွတ်ပါနဲ့၊သယုတ်တွေမခွဲပါနဲ့ဗျာ။သယုတ်တွေခွဲရင်အများကြီးပဲစိတ်တွေစီတသိ။ဝိပဿနာအထုတ်တဲ့အခါမှာကံထပလိဘောဓာကိုခਿੱနဖြုတ်ပေးထားပါဗျာ။ဒီလိုပြောရအောင်။စာတိတွေလာမပြောနဲ့လို့ဟောက်တမဲ့အစား ရှင်ဘုရားတို့ပြောတာတွေကအမှန်တရားတွေပါပဲဗျာဒါပေမဲ့အဲ့ဒီအမှန်တရားကိုခန္ဓာကိုယ်တွေ့သိအောင်ကြိုးစားပြီးအထောက်ကြပါဗျာဒီလိုဆက်ဆံရမယ်ဒါပုဂ္ဂိုလ်ပိုင်းမှာနှစ်ခုနောက်အတွေးပိုင်းကိုပြောမယ်အတွေးပိုင်းမှာပရမတ္ထသဘောတရားတွေကိုစပြီးအထောက်တဲ့ကံမှာအတွေးရလိုကိုလိုတယ်ဘာကြောင့်လိုသလဲလို့ဆိုတော့ဒီပရမတ္ထသဘောသဘာဝတွေရဲ့သဘာဝလက္ခဏာသာမညာလက္ခဏာတွေစိတ်ထဲဉာဏ်ထဲမှာပိုင်ပိုင်ခြားခြားနဲ့เนาะစိတ်တိုင်းကြဖြစ်အောင်ကိုယ်ပိုင်အတွေးကိုယ်ပိုင်အသိဖြစ်အောင်ကြိုးစားဖို့လိုတယ် ဲ့ချိန်မှာတွေးရအဲ့ဒါကိုသမာသင်္ကပ္ပလို့ခေါ်တယ်။အဲ့ဒါလို့မှမတွေးရင်မခံယူရင်သူတို့ကပြောတဲ့ဟာပဲအဟုတ်မှတ်ပြီးတော့အဲ့မှာပဲလမ်းဆုံးပါအောင်။အဲ့တော့ကိုယ့်ရဲ့စိတ်ထဲဉာဏ်ထဲမှာအပိုင်ကြကြဒါတွေကိုထွင်းပေါက်ပြီးတွေးပြီးတော့အတွေးပေါက်တော့မှတကယ်တမ်းအဲ့ဒီပရမတ္ထကိုရှုတဲ့ကမှာအတွေးမပါဘဲနဲ့ဓာတ်ရိုက်ရှုပါအဲ့ဒါကိုမသိဘဲနဲ့ကမ္မထာနာစရိယကဆိုပါစို့သူဖြတ်တဲ့လမ်းကြောင်းကိုကြည့်လေဒီကမ္မထမ်းပြည့်တဲ့ဆရာနာမရူပပရိစေတဝိသရဏဉာဏ်ရဲ့ရှေ့ပိုင်းပြည့်တဲ့နာမရူပပရိစေတဉာဏ်တို့ပစ္စယပရိက္ခဉာဏ်တို့ နားလေသဘောပေါက်ဖို့ဘယ်လောက်သင်ခဲ့ရတယ်လဲဘယ်လောက်ကြံစီရတယ်ဘယ်လောက်တွေးရတယ်အစဉ္ကြမရဘယ်လောက်လုပ်ထားအဲ့ဒါပြီးတော့မှဒီသဘောတရားတွေကိုတည်းရရှိပါတယ်အဲ့တော့ကိုနဲ့နိုင်မရိုင်းဆိုပြီးတော့ဗီကန္နာအာတိကာမိကာပုဂ္ဂိုလ်ကိုဘာမှမတွေးနဲ့ဒီလိုတည်းရရှိလို့ပြောရင်မှားတယ်အာဘောလွန်တယ်လို့ခေါ်တယ်နော်ဟိုချွတ်ချော်စားတတ်တယ်ပေါ့နော်ဒါကြောင့်တမသင်္ကပ္ပကိုထိုက်ကြည့်ရတော့ဆိုတာကာလတစ်ခုတည်းတွေးရမယ်အတွေးမမှန်တွေးရမယ်အဲ့ဒီအတွေးမှန်မှန်မှလည်းအချိန်ပိုင်းကကျွန်တော်ပြောတဲ့ပရိယတ်တိတွေတွေးတယ်လို့မျိုးချက်ကားပြီးတရုပ်တွေခွဲတာတို့ဂါရတွေနဲ့မဆိုင်ဘူး ဟိုဘဝသမားတွေလို့ကာမစ္ဆန္ဒတွေနဲ့ပြီးနေတဲ့အပြီးမျိုးကိုမဆိုလို့ဘူးတကယ်တမ်းကျင့်ကြံတဲ့သဘာဝတရားတွေရဲ့ပရမတ်ထတရားကိုယ်တွေကိုဟလာကိုကိုယ်ပိုင်ဉာဏ်နဲ့ပိုင်ပိုင်ဆိုင်ဆိုင်သိအောင်ကြည့်တော့တဆင့်တွေးရမယ်ပြီးတော့မှအဲ့အတွေးတွေမှာပါပဲနဲ့ဝိပဿနာကိုတိုက်ရရှိပါမဒီနဆင့်ပေါ့နော်အဲ့ဒီနဆင့်ကိုဟိုပိုင်ပိုင်ဆိုင်ဆိုင်လေးသိရင်အခုအတ္တမဝါဒတွေပါလေပေါ်ထွန်းနေမလားဝိနည်းစရာကြီးကြည့်လိုက်ကြည့်တချို့တချို့သောအပိုင်းတွေဟာကမ္မထာနာစရိယကသူတို့ယောဂီတွေကိုအတင်းအာမထုတ်ထုတ်ကျင်လာအောင် ဝရိယတင်အောင်ဆိုပြီးတော့အဲ့ဒါကိုပြောတဲ့အခါမှာအာဘော်လွန်ပြီးတော့အမားလေးဖြစ်သွားရရှိအဲ့တော့အတွေ့သမတင်ကပ္ပစီမှာကာမိဆန္ဒအတွေ့ရတစ်ပိုင်းပရိယတ်တရအတွေ့ရတစ်ပိုင်းတကယ်ပရမတ်ထကြကြကိုယ်ပိုင်ဉာဏ်ဖြစ်အောင်ပြေးတာတစ်ပိုင်းအမျိုးမျိုးပိုင်းခြားပြီးတော့အဲ့ဒီလိုမျိုးကိုဟိုနောက်ဆုံးတစ်ခုကိုပဲနောက်ကိုယ်ပိုင်ဉာဏ်ဖြစ်အောင်တွေးတဲ့မျိုးကိုပဲသမတင်ကပ္ပလို့ခေါ်ပါတယ်လို့ဒါဒီလိုဉာဏ်မှီသမျှဉာဏ်လည်းဖြစ်ကြပါတယ်เนาะဥစဉ်